မြင်လို့ရှိရင်ဘယ်သူမှမစားခြင်းဘူးလို့မနေနိုင်ကြအောင်လေနော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲဘလောက်ပဲဒိုင်ရက်လုပ်တယ်ပဲပြောပြောဘလောက်ပဲအဝေးလျှော်တယ်ပဲပြောအဲ့ဒါတွေ့လို့ရှိရင်စားဖို့စားခြင်းလေကျွန်တော်တို့ညီမရေကျတော့ခမင်းကြိုက်တဲ့လူတွေခါကျတော့ဒီအမြင်လေးလှနေလို့ရှိရင်ခမင်းပုံနေတယ်ကိုစားခြင်းတဲ့ခါကျတော့ကျွန်တော်အမြင်နဲ့ကျွန်တော်အဲအဲကျွေးတဲ့လူတွေကိုဆိုရင်ကျွန်တော်ခမင်းမေးစေခြင်းကျွန်တော်အမြင်နဲ့ဝေရာလေးအဲ့လိုမျိုးစားစေခြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ ါကျဈေးသွားလို့ရှိရင်တော့အဲတလဲအလုံးရှိသမျှဟင်းလေးရောက်တယ်အကုန်လုံးကောက်လာခဲ့အဲ့လိုပဲကိုယ်ရဈေးသွားလာဟုတ်တယ်ကျွန်တော် mass lead တက်ပြီ mass lead တက်ပြီအခုချက်သားလဲနူပြီဆိုတော့ကျွန်တော်ခုနကတော့လီရာရဲ့ဖုန်လုံးတီးကိုထည့်ပြီးတော့ကျွန်တော်ရောချက်လိုက်ပါတယ်ခင်ဗျာလက်ဆောင်ပေးရခါကျရင်အားနာရယ်เนาะကျွန်တော်ကတော့ကျွန်တော်အားပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီဈေးကိုအားပေးချင်တာအဲ့လိုမျိုးပေါ့အားပေးချင်တာခါကျလို့ရှိရင်တော့အဲမယူချင်ဘူးအဲသူတို့ကိုအားပေးတာနဲ့ကိုက တို့ဒါဈေး operator ဈေးရောင်းတာကိုပြင်အားပေးခြင်းပို့လောင်အားပေးခြင်းပါတော့ exclusively from Golden Valley. ကျွန်တော်ပဲချက်မှာပါ။ဘာလို့ဆိုတော့ကျွန်တော်သိလို့ရှိရင်ချက်ကြည့်ဖို့အကြောင်းပဲပြောတဲ့ကျွန်တော်ပဲဖြစ်ဖို့များပါတယ်။အခုချက်တာလဲနူပြီဆိုတော့ကျွန်တော်ခုနကလီရတဲ့ဘုံဘုံဒီကိုထည့်ပြီးတော့ကျွန်တော်ရောချက်လိုက်ပါတယ်ခင်ဗျာ။အများကြီးပဲ။ကျွန်တော်ကလေအကျွေးတွေဆိုတော့များနေပြီနော်။မီဒီယာကိုမာရရောနော်အကျွေးရရှိတယ်ဆိုတော့ကျွန်တော်တရက်လောက်အဲ့လိုမျိုးနည်း အော်ဂန်လေးတစ်ခုမှာနှာပြီးမှအဲ့လိုမျိုးအမားတို့တက်ချက်ကျွေးမှလောက်မယ်တင်တယ်။ဘာလို့ဆိုတော့အဲ့လိုမျိုးကျွန်တော်ကလည်းတယောက်ကိုချက်ကျွေးလို့ရချင်းတယောက်ကမစားဘူးဆိုတော့လည်းမဖြစ်စေချင်ဘူး။အကုန်လုံးကျွေးချင်တယ်။အဲတကယ်ပါစိတ်ရင်းနဲ့ပါအဲမှတ်လည်းမှတ်မိပါရဲ့ဒီမီဒီယာအကူအမတွေကိုအကျွေးရှိရယ်ဆိုတာလေ။ဆိုတော့ဒါပေမဲ့အဲ့လိုမျိုးတိုင်ပင်လိုက်ကြပါတော့ဗာလေးစားချင်တယ်ဆိုတော့ဖလက်ရယ်။စားကြပါဦးခင်ဗျ။အဲဒါချင်းချင်းနဲ့ဆက်ဆက် ကျွန်တော်ကဘာမတော်စားချင်အောင်ချက်ကြည့်ရဘူးစားလွယ်ဘူးဘူးစားလွယ်ဘူးစားမှာစပါဂက်တီတို့ဘာလို့ညာတော့အဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းမကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်လည်းမချက်တဲ့ကျွန်တော်ချက်တဲ့အရာကျွန်တော်ကျွန်တော်ကြိုက်တဲ့ဟာပေါ့နော်ကျွန်တော်တိုင်းသားစားစာတွေပြီးသွားလို့ရှင်တော့မြန်မာသမီးဟင်းတွေဆိုတော့ကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့ဒါတော့အဲကျွန်တော်ကောင်းကောင်းချက်တဲ့အချက်အကျွမ်းဆုံးတော့မပြီးရင်လည်းတုံးစရာပါဒါတော့ကျွန်တော်အကျွမ်းဆုံးပဲအိမ်မှာလည်းအဲ့ဒါ special ရှိရအမြင်နဲ့ရှိရဆိုတော့အဲ့ဒါကတော့အမြင်နဲ့ အာကျွန်တော်အကောင်းဆုံးချက်နိုင်တဲ့ဟာပေါ့။ရမ်းမွေးရမယ်ပြီလို့အပီးယူလို့ရှိရင်အဲဒါဒီအောက်ကလည်းပါ။အာအောက်ကပုံနဲ့ပြီးတော့ပုံကောင်းလို့။ Okay. အဲ့မို့ကျွန်တော်တို့မြန်မာဆိုရင်လည်းเนาะအဲ့ဒါညင်လို့ရှိရင်ဘယ်သူမှမစားချင်ဘူးလို့မနေနိုင်ကြဘူးလေเนาะ ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲဘလောက်ပဲ diet လုပ်တယ်ပဲပြောပြောဘလောက်ပဲ weight short တယ်ပဲပြောအဲ့ဒါတွေ့လို့ရှိရင်စားဖို့စားခြင်းတယ်အဲပြောလို့ရှိရင်အဲ့ဒါလေးခါလေကြလို့ရှိရင်အမြင်ပေါ့နော်ကျွန်တော်တို့ဒီမှာရေကြတော့သမင်းကြိုက်တဲ့လူတွေခါကြတော့ဒီအမြင်လေးလှနေလို့ရှိရင်သမင်းပုံနေတယ်ပူစားခြင်းတဲ့ခါကြတော့ကျွန်တော်အမြင်နဲ့ကျွန်တော်အဲအကျွေးတဲ့လူတွေကိုဆိုရင်ကျွန်တော်သမင်းမေ့စေခြင်းကျွန်တော်အမြင်နဲ့ဝေရာလေးအဲ့လိုမျိုးစားစေခြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ ကကြဈေးသွားလို့ရှိရင်တော့အဲတလဲအလုံးရှိသမျှဟင်းလေးရွက်တယ်အကုန်လုံးကောက်ပါပဲအဲ့လိုကိုယ်ရဲ့ဈေးသွားတာဟုတ်တယ်ကျွန်တော် mass လေးတက်ပြီ mass လေးတက်ပြီအဲ့ဘေးရမလို့ကျွန်တော်ကလေကိုကိုယ်တိုင်လောရတာပဲကြိုက်တဲ့လူမျိုးဆိုတာအဲ့လိုမျိုးဥမာအဲကျွန်တော်ဟင်းချက်တာကျွန်တော်ကိုယ်တိုင်လုပ်ရတာပို့ပြီးတော့သဘောကျဟိုကိုကိုယ်တိုင်ပဲလုပ်ချင်တယ်ပေါ့ဥမာဝိုင်းကူပေးရမလားအဲ့ဝိုင်းကူတာကျွန်တော်သက်ပို့လို့အချိန်ကြာတယ်ကျွန်တော်တယောက်တည်းလုံးလိုက်လို့ရှိရင်ပို့ရမမြန်နဲ့ပေါ့ ဆိုတော့ကျွန်တော်အများတဲ့ဘယ်အလုပ်ပဲဖြစ်ကျွန်တော်ရဲ့ဒီဝေယဝတ်စာတွေပဲဖြစ်ဖြစ်အားဖြင့်ကျွန်တော်ကိုယ်တိုင်လုပ်ရတာပုံကတော့ကြာပြီ။ဒီကောင်ကမရမ်းပြပါလားပြီးတော့ဒါပုံမှန်ဆိုရင်တော့ဒါလည်းမျိုးမိုးနေဆိုရင်တော့ net တွေတွေလိုက်ပါကြာရှင်ကျွေးရမှာ။ဩ net မိုးနေတည်ရင်လည်းတော့လည်းလည်းတော့စိတ်အပီးရဲဆိုတဲ့အကြောင်းနဲ့ပြောတယ်ပေါ့ခါလေးကြလို့ရှိရင်တော့ message စာလည်းမှတ်မိရတဲ့အတွက်ကြောင့်လည်းပြောတယ်ပေါ့အဲဆိုတော့ message ချုပ်ပြပါဦးဆိုရင်လည်းချုပ်ပြရတာဒါပေမဲ့ ဘိုးတော့မတောင်းပါဘူးရှိရယ်လက်ဆောင်ပေးရခိုင်းရအားနာရယ်နော်ကျွန်တော်ကကျတော့ကျွန်တော်အားပေးရတဲ့ကြောင့်မလို့ကျွန်တော်ကဒီဈေးကိုအားပေးချင်တာအဲ့လိုမျိုးပေါ့အားပေးချင်တာခါကြလို့ရှိရင်တော့အဲမယူချင်ဘူးအဲသူတို့ကိုအားပေးတာနဲ့ကိုကသူတို့ဒါဈေး corporate ဈေးရောင်းတာကိုပြင်အားပေးချင်ပူပူလောင်အားပေးချင်ပါတော့ပေါ့အိမ်နဲ့နေရပေါ့အိမ်နဲ့နေရဆိုတာလမ်းလျှောက်သွားတာအဲအကြလည်းအဲ့လိုမျိုးအမြဲတမ်းလဲဒီ အလုံးနဲ့ပဲအချင်းပြိမနေချင်းဝင်နေကိုယ့်ရဲ့တာမန်ပုံစံ daily lifestyle တွေနဲ့ကိုယ့်ကိုယ်ကိုပါလိနေချင်တဲ့အခါကျတော့အဲ့ဒါကိုပြောဖို့ကောင်းတယ်